မင်္ဂလာပါဒီ webcast ကနေကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်တို့ဒါ forest beginner class လေးပေါ့နော် beginner class ရဲ့အဲကျွန်တော်တို့ next episode ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်က trading session တွေအကြောင်းပြောမှာဖြစ်ပါတယ်ဆိုတော့ trading session ဆိုတာဘာလဲဆိုလို့ရှိရင်အချိန်ကာလတွေပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ momentum sorry trading တင်နေမှာတော့ session နဲ့ပတ်သက်လို့အာတော်တော်များများတင်ထားပြီးတယ်ဒီမှာတော့ကျွန်တော်အကြမ်းမြင်ပေါ့နော်ကျွန်တော်တင်မြင်မယ်ပေါ့နော်ဆိုတော့အဓိက beginner ကိုလည်းရည်ရထားပြီးတူကြအောင်ကျွန်တော်တို့နေ့တစ်နေ့ကိုအချိန်ပိုင်းခြားအနေနဲ့ကျွန်တော်တို့ဒါ တိုင်းလိုင်းနေနဲ့ကျွန်တော်တို့ပိုင်းလိုက်မယ်ဆိုလို့ရှိရင်ဒါက one day ဆိုပါစို့နော်ဆိုတော့ one day ဆိုလို့ရှိရင်ကျွန်တော်တို့ဘာတွေရှိတယ်ဆိုလို့ရှိရင်ပထမဆုံးကကျွန်တော်အရှိနိုင်ငံတွေပေါ့အာရှကျွန်တော်နယူးဇီလန်ဆိုတော့နယူးဇီလန်ရယ်အော်စတြေးလျရယ်ဂျပန်ရယ်ဒီသုံးနိုင်ငံရယ် trading session အချိန်ရှိတယ်။သူတို့တွေမနေ့အိယာ노ပြီးတော့မှယုံတက်တဲ့အချိန်ကနေပြီးတော့ယုံဆင်းတဲ့အချိန်အထိကိုဒါကျွန်တော်တို့ trading session တစ်ခုလို့ကျွန်တော်သတ်မှတ်လေးရတယ်။ပြီးရင်ဒုတိယကကျွန်တော်တို့ကလည်းဆိုရင် အာကဘာကြီးကဆက်ရွေ့ရတဲ့အချိန်မှာကျွန်တော်တို့အဲဥရောပဘက်ကိုရောက်လာမယ်အဲ့မှာ UK ဘက်တော့ကျွန်တော်တို့ဒီ London London ဖွင့်တဲ့အချိန်ပြီးရင်အဲကျွန်တော်တို့ဂျာဂျာမနီတို့ဘက်ကိုဖွင့်တဲ့အချိန်ပေါ့ဒါပေမဲ့အဓိကတော့အဲ့ဥရောပဇုံတစ်ခုလုံးပေါ့ကျွန်တော် London ဖွင့်တဲ့အချိန်ကိုယူကြတယ်เนาะအဲ့တော့ London Stock Exchange ဖွင့်တဲ့အချိန်ဖြစ်တဲ့အချိန်ကာလတစ်ခုရှိမယ်ဒါကိုကျွန်တော်တို့ကအဲအလဲဇုံပေါ့နော်ကျွန်တော်တို့မေတဲဇုံလို့ခေါ်တယ် အာပြောလို့ရှိရင် landing section လို့လည်းကျွန်တော်တို့ခေါ်ကြရတယ်ဗောနော်ဆိုတော့ color လေးကိုကျွန်တော်ခွဲလိုက်ဒါ asian asian ကနေထားတယ်เนาะဆိုတော့ asian ရဲ့ပြင်းဒီမှာကျွန်တော်တို့ landing ရှိပဲเนาะဆိုတော့အာ landing ကတော့ကျွန်တော်မြန်မာနိုင်ငံတို့ထိုင်းနိုင်ငံတို့အရှိနိုင်ငံတွေဆိုလို့ရှိရင်ဒါဟိုပါဗောနေကင်းမဲ့ဗောနော်နေကင်းမဲ့အချိန်ဖြစ်တယ်ပြီးရင်တော့နောက်ဆုံးတတိယအချိန်ကကျတော့ကျွန်တော်တို့နောက်ဆုံးတစ်ခုကိုကျွန်တော်တို့ဒီမှာအကြီးဆုံးနဲ့တင်ဆောင်ပြလိုက်ပြီဆိုရင်ဒါအကြီးဆုံးဗောနော်ဒါကကျတော့ new york stock အချိန်စပြီးတော့ဖွင့်တဲ့အချိန်เนาะကျွန်တော်တို့ဒါဟုတ်တော့ကျွန်တော်တို့ဒါ New York session တို့ကျွန်တော်တို့ခေါ်ကြတယ် Annual session တို့လည်းတော့ခေါ်ကြတယ် US တို့လည်းခေါ်ကြတယ်တက်တူလို့ခေါ်အဓိကတော့အနောက်နိုင်ငံတွေ US တို့ကတော့ဖွင့်တဲ့အချိန်ပေါ့ Okay အော်ဒီနေ့ကိုကျွန်တော်တို့ကဒါဒီလိုပိုင်းလိုက်ပြီဆိုလို့ရှိရင်ဒီလိုတွေ့ရမယ်အဲ့တော့ဒီမှာမှကျွန်တော်တို့ကအဲထပ်ပြီးပိုင်းမယ်ဆိုလို့ရှိရင် Asian ရဲ့အရှိတ်ဘက်ဒီ Asian ရဲ့ဒီဘက်အရှိတ်ဘက်ကဒါ Asian နေ့လေထမင်းစားမစိမ့်ငယ်အချိန်အထိရင်ထမင်းစားစိမ့်ငယ်ပြီးသွားလို့ရှိရင်နောက်အချမ်းရရှိပဲလန်ဒန်မှာလည်းအဲ့လိုရှိတယ်နော်လန်ဒန်မှာလည်းအဲ့လိုရှိတယ်ပြီးနယူးယောက်မှာလည်းအဲ့လိုရှိတယ်ဟင်ဒီလိုရှိမှာနော်ဘာလို့ကျွန်တော်တို့ကျွန်တော်တို့ယုံနေလို့ပဲတို့လည်းနေ့လေထမင်းစားချိန်ရှိတာနော်ဆိုတော့အဲ့တော့အာအေရှန်ရယ်လန်ဒန်ရယ်နယူးယောက်ရယ်၃ခုရှိမှာဆိုတော့ကျွန်တော်တို့သိရမယ် အဲ့ဒါကိုကျွန်တော်တို့အချိန်ကြီးနဲ့ဖလှယ်လိုက်တဲ့အခါကျလို့ရှိရင်ကျွန်တော်တို့အများဆုံးထွက်ကြတဲ့အချိန်ကအာဒီလန်ဒန်နဲ့နယူးယောက်မှာကျွန်တော် အများဆုံးထွက်ကြတာနော်အဲ့တော့ကျွန်တော်တို့ကျွန်တော်ဆိုလို့ရှိရင်လန်ဒန်မှာထွက်လေးရှိရယ်ဘာလို့ကျွန်တော်ညနေပိုင်းနားချင်းနေတဲ့ကြောင့်မလို့ဆိုတော့အာကျွန်တော်မှတ်ထားမှာ session တစ်ခုလုံး all the way လန်ဒန်ဖွင့်နေရနေပြီးတော့ဒီနယူးယောက်ပိတ်တဲ့အချိန်ဒီထွက်ရင် profitable ဖြစ်ဖို့မလွယ်ဘူး over trade ဖြစ်သွားလိမ့်မယ် over trade ဖြစ်တဲ့ဆိုတာဘာလဲဆိုလို့ရှိရင် trade ကိုဟို ကိုယ့်ရဲ့ strategy နဲ့ guide တယ်မ guide ဘူးဆိုတာထဲ guide တယ်အောင်လေးရောင်လေးတွေတွေ့တာများပြီးတော့ live ဝင်တာများလာလိမ့်မယ်เนาะအဲ့တော့ဒါကကျွန်တော်တို့ not a good practice ပေါ့เนาะမကောင်းတဲ့အဲကျွန်တော်တို့ဒီ behavior တခုပဲအဲ့တော့ကျွန်တော်တို့တခုကိုရွေးတာပိုကောင်းတယ်ဥပမာ London ကိုရွေးထိတ်မလားဟာ New York ကိုရွေးထိတ်မလားနော်ကျွန်တော်ကတော့ London ကိုရွေးထိတ်တဲ့ strategy နဲ့ကျွန်တော်သွားတယ်တချို့လည်း New York ကိုပဲထိတ်ကြတဲ့လူလည်းရှိနေမယ်နော်ဒါက ကိုလုတ်တဲ့ပုံမှာမူတည်ရယ်အဲကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ဆိုလို့ရှိရင်ထိုင်းမှာနေတာအဲ့တော့ကျွန်တော်ထိုင်းနိုင်ငံဆိုလို့ရှိရင်ကျွန်တော်နေခင်းမဲ့အလုပ်လုပ်တယ်ညမဲ့နားတာအဆင်ပြေတဲ့အတွက်ကြောင့်ကျွန်တော်ကလန်ဒန်ကိုရွေးထားတာအခုက lifestyle ပုံမှာလေမူတည်တယ်ကိုပဲချင်းအားမလဲပါကိုကလေအဲမနေ့ကနေညနေထိကျွန်တော်တို့အလုပ်လုပ်ရတယ် day time job ရှိတဲ့လူဆိုလို့ရှိရင်ကျတော့အဲ့အလုပ်ပြီးမှကျွန်တော် forest တွေကိုကြည့်ပြီးတော့ကိုယ့်ရဲ့အပေါ်ဝင်ငွေတစ်ခုအနေနဲ့လမ်းလုချင်တာဆိုလို့ရှိရင်ကျတော့ new york ကအဆင်ပြေဆုံးဖြစ်သွားမယ် ဘာလို့နေခဲ့မှကျွန်တော်အလုပ်လုပ်နေတဲ့အချိန်မှာအားဘူးနော်နယူးယောက်နယူးယောက်ကျမှာအားဖြစ်သွားတာနော်ဆိုလိုမျိုးရှိရယ်โอเคအဲ့တော့ကျွန်တော်တို့ဒါကဒီအဲ့တော့အချိန်နေကျွန်တော်ကြည့်ကြည့်ရအောင်အဲ့တော့ကျွန်တော်အေရှန်ကိုဒါကပြောလို့ရှိရင်အေရှန်ကအဲမမနာပိုင်းအစောကြီးစားခွင့်နေတယ်။ဘာလို့ကျွန်တော်တို့၃နိုင်ငံရှိရဲအေရှန်မှာမနာပိုင်းနယူးဇီလန်ရဲ့ဩစတြေးလျရဲ့ဂျပန်ရဲ့၃နိုင်ငံရှိရဲကြောင့်တနိုင်ငံတနိုင်ငံလည်းအချိန်မတူဘူးဖြစ်တဲ့ကြောင့်မလို့ဟိုဈားချလိုက်တာပေါ့နော်ကျွန်တော်တို့ထက်တဲ့အချိန်တွေကိုကျွန်တော်ယူလိုက်လို့ရှိရင်ကျွန်တော်တို့ထိုင်းချိန်မနက်9:00ကနေပြီးတော့ 7 AM ကနေပြီးတော့ကျွန်တော်တို့အာ12 PM ပေါ့နော်12 PM လောက်အထိကျွန်တော်တို့ယူလိုက်ကြတယ်။ Okay အဲ့တော့ဒီအချိန်တွင်းမှာ7 AM to 12 PM မှာကျွန်တော်တို့ဒါအာ Asian session ရှိမယ်လို့ကျွန်တော်တမှတ်လိုက်တယ်။12 PM ပြီးသွားရင်ကျွန်တော်တို့ Asian session ပိတ်သွားပြီ။ပိတ်သွားပြီတဲ့အချိန်မှာကျွန်တော်တို့ London စ London ရောကျွန်တော်တို့နှစ်မျိုးကြည့်မယ်။ဘာလဲဆိုလို့ရှိရင် DST လို့ခေါ်တယ် Daylight Saving Time ။အဲ့ Daylight Saving Time လာပြီဆိုလို့ရှိရင် Daylight Saving Time ကကျွန်တော်တို့ဒါ အဲတချို့လည်းတည်ကြနိုင်မှာပေါ့နော်ဒီနှစ်တစ်နှစ်မှာအဲကျွန်တော်မက်လာနေပြီးတော့မာနိုမလာလောက်ထိနေတယ်နော်ကျွန်တော် daylight saving time တော့တယ်အဲ့ဒါဘာလဲဆိုလို့ချင်းအဲ့အချိန်တွင်းမှာအချိန်တနာကြီးကျွန်တော်အရှိကိုတူရာကိုပါတော့လုတ်တယ်နော်အဲ့ဒါကလန်ဒန်ရောကျွန်တော်ဒီနယူးယောက်ကိုမှာကျွန်တော် US ရောမှာကျွန်တော်တို့ observe လုပ်ကြအဲ့တော့ကျွန်တော်တို့ကဘာဖြစ်သွားလဲဆိုလို့ချင်းတချို့အချိန်တွေမှာဒီ London session ကအရှိကိုတနာကြီးတိုးနေမယ်တချို့အချိန်တွေမှာနောက်နောက်ကိုစုပ်နေမယ် နော်ဆိုတော့ဒါပေမဲ့ဝါရီမများခြင်းဘူးဝါရီမများခြင်းကိုအဲ့အရာကြီးရှုပ်တယ်ကျွန်တော်တို့မသိခြင်းဘူးကျွန်တော်တို့နော်ဆိုအချိန်တစ်ခုအသေးမှတ်ထားခြင်းလေဆိုလို့ရှိရင်နော်ကျွန်တော်အကြံပေးခြင်းတာ time chain 2 pm နေ့လည်းနှစ်နာရီလောက်ကတော့မဖြစ်မနေကျွန်တော်တို့ trade ကိုကြည့်တဲ့အချိန်ဖြစ်တယ်လန်နေထိတ်မဲ့လို့ပါနော် time chain 2 pm ပြီးရင်အဲ့ဒီကနေမှတစ်ဆင့်ကျွန်တော် time chain ညနေ6နာရီလောက်အထိကိုကြည့်တယ်နော် 6pm အထိကြည့်တယ် do to safe okay အဲ့တော့ဒါကကျွန်တော်ရဲ့ personal opinion နဲ့ကျွန်တော်တို့ကြည့်တဲ့ကျွန်တော်တင်းကလူတွေကြည့်တဲ့ပုံစံပေါ့လေအဲ့တော့ချိုးတွေလည်း1 pm နဲ့စကြည့်ပြီးညနေ9:00နာရီမှာတင်းကြလည်းရှိတယ်နော်ဒါက code strategy code system code code ရဲ့အဲပြောရင်အချိန်ပေးနိုင်မှုဒါပေမဲ့အများကြီးမူတည်တယ်အဲ့တော့ကျွန်တော်တို့ဒီ2 pm ထဲစောပြီးတော့လည်း market ကလှုပ်တာရှိတယ် pre lender မှာလှုပ်တာရှိတယ်2 pm ထဲနောက်ကျပြီးတော့ကျွန်တော်တို့ဒါ9:00နာရီ6:00နာရီ9:00နာရီလောက်မှာပါနော်ညနေ4:00နာရီလောက်မှာထပြီးလှုပ်တာလည်းရှိတတ်တယ်ဒါက ဘာလို့မှကျွန်တော်တို့တကယ်ဒီပြောလို့မရဘူးဒါပေမဲ့အဲ့တော့အကုန်လုံးကိုကျွန်တော်တို့ကခြုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှင်တော့ 2pm နဲ့ 6pm ချအောင်ကျွန်တော်ရွေးစီခြင်းတယ်။တိုင်းချိန်ပေါ့နော်။မြန်မာချင်းဆိုရင်နိုင်ဝက်ရှိတူ။တော့တစ်ခွဲနဲ့အဲ9ခွဲဖြစ်ပါတော့နော်။ဟုတ်ပြီ။လန်ဒန်ပြီးတော့နယူးယောက်နယူးယောက်ကကျတော့ဒီအရှိပိုင်းကထူးခြားတယ်။နယူးယောက်ရဲ့ AN session ကထူးခြားတယ်။ဘာလို့ထူးခြားလဲဆိုလို့ရှင်လန်ဒန်ကနေ့လေထပင်းသွားစဉ်းစားပြီးတော့ပြန်ဖွင့်တဲ့နောက်ထပ် London session တစ်ခုဟိုဟာ ပြောရင်လန်ဒန်ညနေပိုင်းဖွင့်တဲ့အချိန်ပေါ့ဖွင့်တဲ့အချိန်နဲ့နယူးယောက်ကဒီ opening နဲ့ကတ်နေဟိုထက်နေထက်နေရဖြစ်လို့ကြောင့်မလို့ဒီချိန်မှာ market activity အရင်လှုပ်ခတ်တက်လေးရှိတယ်လှုပ်ခတ်တက်လေးရှိရဲအဲ့တော့2 pm အစ် pm ပြည့်အချိန်မှာကျွန်တော်လန်ဒန်ကိုဘယ်အချိန်မှာစပြီးကြည့်တယ်ဆိုတော့ကျွန်တော် pre london ဆိုရင်တော့9ပုံမှန်ဆိုတော့ကျွန်တော်တို့8 pm ကနေပြီးတော့ည7လောက်ထိပေါ့နော်အဲ့ဒီ daylight saving time မှာရောက်နေရဆိုလို့ရှိရင်တော့ညတစ်ခါအထိကြည့်လို့ရတယ် တော့8 pm ကနေ11 pm အထိကိုကျွန်တော်တို့ကြည့်ကြရတာထိုင်းချိန်အော်မြန်မာချိန်နဲ့ဖလှယ်ပါပြီးကိုရောက်နေတဲ့နိုင်ငံနဲ့ဖလှယ်ပါအဲ့တော့ကျွန်တော်တို့ဘာလို့လဲဆိုလို့ရှိရင်အောက်မှာ UTC 7ဆိုတာရှိတယ် UTC 7လေးကိုပြောင်းထားကိုရောက်နေတဲ့တိုင်းစုံကိုပြောင်းနေရမှာ UTC +4 ကိုပြောင်းနေတယ်ဆိုလည်း UTC -4 ပါ -4 ကကျွန်တော်တို့ New York အဲ့လိုပြောင်းပြီးမှလှုပ်ချင်လဲရတယ်ဒါမှမဟုတ်ဒီမှာ UTC 7ကျွန်တော်နဲ့တူတူပေါ့နော်အခုတကယ်ကိုကရန်ကုန်မှာဆို UTC 6 6တက်တီအဲ့လိုမျိုးရွေးရမှာပေါ့ ဆိုကိုရောက်နေတဲ့ဇုံဒီမှာဒီကနေရွေးလိုက်နော်ဒီကနေရွေးလိုက်ပြီးတော့လို့ရှိရင် indicators တွေမှာကျွန်တော် session လို့ရိုက်ချလိုက်လို့ရှိရင် session indicator တွေအများကြီးရှိတယ်အဲ့တော့သုံးများတာတော့ less echo သုံးများကြတယ်နောက် session on check လည်းသုံးတယ်ပြီးရင်နောက်ကျွန်တော်တို့အာ trading session ဆိုရဲဒီ sonar log ကဟာလည်းသုံးကြတယ်အဲ့တော့ဒီ less echo session ဆိုရဲဟာကိုကျွန်တော်တစ်ချက်ထည့်ပြဒါလေးထည့်လိုက်မယ်ဆိုလို့ရှိရင်မှကျွန်တော်ဒီမှာ indicator လေးဝင်သွားတယ်။ဒါ trading view ပေါ့နော် trading view မှာအကူဆုံးနဲ့ကို setting software ပေါ်မှာ multi ပြီးတော့တော့ indicator ရှိမရှိထည့်လို့ရမရကွာသွားလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒါအာ DR ကိုတုံးတော့ trading view ကိုတုံးတော့ဒါ less app ကိုရှိတယ်အဲ့တော့ဒါလေးထည့်ပြရထည့်ရတယ်ကျွန်တော်တို့ဒီ chat ပေါ်မှာဒီမှာဒီလိုလေးဝင်သွားမယ်နော်ဝင်သွားတာဒါကကျွန်တော် default ကျွန်တော်ရဲ့အဲဟိုတကယ်တုံးတဲ့အချိန်ကိုကျွန်တော်ကဒီမှာ default set လုပ်ထားပြီးသားဒီမှာကြည့်လိုက်ရင်ကျွန်တော်ပုံမှန်ပြောထားခဲ့တဲ့အချိန်ကိုဒါဆက်လုပ်ထားတွေ့လိမ့်မယ်အဲ့တော့ setting ကတော့ ပြင်ရမှာပေါ့နော်အခုမှစလို့မလို့ပြင်ရမှာအဲ့တော့အကောင်းဆုံးကအခုဒီမှာ UTC 7လို့ထားထားလို့ရှင်ဒီမှာ UTC plus or minus မှာလဲ7ဆိုပြီးတော့အတူတူသွားထားလိုက်ပါဒီမှာ UTC minus 4ဆိုဒီမှာ minus 4ထားပါအတူတူအတူတူထားပါပေါ့နော်အတူတူထားမယ်ပြီးတော့လို့ရှင်အပေါ်မှာ New York ကဒါကျွန်တော်ထည့်ထားတဲ့အချိန်အဲကျွန်တော်ထိုင်းအချိန်ည7:00နာရီခဲ့လို့ကျွန်တော် 8pm ထည့်လိုက်တယ်ပြီးရင် 11pm ထည့်လိုက်တယ်လန်ဒန်က 2 BN နဲ့6 BN ထည့်လိုက်တယ်။ Asian က7နဲ့13လုံးထည့်ထားတယ်เนาะကျွန်တော်တွဲ BN နဲ့စားလို့ရှိရင်နောက်ခုတနာကြီးစုတ်ထားတယ်เนาะအဲ့တော့ဒါကျွန်တော်သုံးတဲ့ဟာအဲ့တော့ဒီတိုင်းကူရင်ကူကူဒီတိုင်းကူပဲဆိုလို့ရှိရင်ကျွန်တော်ကကိုယ့်အကူပြန်တွက်ရမှာပေါ့ဒီတိုင်းစုတ်ကူလို့မရဘူး။ဥပမာအခုကျွန်တော်ကထိုင်းချင်းထိုင်းချင်းညနေအာ7နာရီမြန်မာအချိန်ကျွန်တော်တို့အာခွန်းနာရီခွဲပါ7နာရီဆို မြန်မာရှိ9နာရီခွဲသည်အခုရောက်နေတဲ့နိုင်ငံရဲ့ဗဒနာရီလဲဆိုတော့ပြန်တော့ပါဟုတ်ပြီနော်လန်ဒန်ဆိုလည်းလိုပဲထိုင်းချိန်9နာရီမြန်မာချိန်10နာရီခွဲသည်အခုကိုရောက်နေတဲ့နိုင်ငံရဲ့ဗဒနာရီလဲဆိုတော့တော့ပါပြင်ထဲပါဟုတ်ပြီနော်အခုရောက်နေတဲ့နိုင်ငံရဲ့တိုင်းတိုင်းစုံထဲပြင်ကိုရောက်နေတဲ့နိုင်ငံရဲ့ထိုင်းချိန်မြန်မာချိန်ဒီလောက်ကကိုရောက်နေတဲ့နိုင်ငံရဲ့ဘယ်လောက်လဲဆိုတော့ထဲဟုတ်ပြီနော်ပြင် okay နှိပ်ထားလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီလိုမျိုးတွေ့နေပြီဟုတ်ပြီနော် ဆိုတော့ဒါကတော့ကျွန်တော်တို့ကြည့်ကြမလို့အဲ့တော့ session တွေကဘယ်လိုအသုံးဝင်လဲကျွန်တော်တို့ market movement တွေကို session တွေမှာဖြစ်တာကိုတွေ့ရလိမ့်မယ်ပါကြီး market က asian ဆိုလို့ရှိရင်နည်းနည်းငြိမ်တယ် london မှာထတောင်းချင်းနဲ့အဲနေရှိမယ် new york ကြရင်အရန်တောင်းချင်းနဲ့နေရှိမယ် market အရန်လောက်တဲ့နေရှိမယ်အဲဒါမျိုးတွေကွာတာဆိုတော့ကျွန်တော်ကတော့ london ထွက်ခဲ့လို့ဆိုတော့ကျွန်တော် london ကိုအဓိကကြည့်နေရှိတယ် okay အဲ့တော့ကိုယ့်ရဲ့အာ trading strategy ကိုဒီ session ပေါ်မှာမူတည်ပြီးတော့မှာ ဘေးလို့လည်းရတယ်ပေါ့နော်ကျွန်တော်တို့လည်းအဲ့လိုဘေးလို့ထားတာနော်အဲ့ဒါတော့ကျွန်တော်တို့ဒါပြောမယ်ဆိုလို့ရှိရင် advance ဘိုင်းဖြစ်သွားပြီ။ဒါလို့ဒါကတော့ဒီဗီဒီယိုမှာတော့ trading session အကြောင်းကျွန်တော်အခြေခံအနေနဲ့ကျွန်တော်သင်ပေးရတာဖြစ်ပါတယ်။ Okay ။အော်ဒီဒီပီအကြည့်ပြကျေးဇူးများကြီးတင်ပါတယ်။ broker လိုရဲ့ခက်လို့ရှိရင်အောက်ကလေ့နေမှာကျွန်တော် broker account နေဖွင့်လို့ရတယ်ပေါ့နော်။ main line ရှိတဲ့နေနဲ့ဖြစ်ပါသေး။